အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုဒေးဗစ်ထွန်ဖြစ်ပါတယ်ကျွန်တော်အခုဘာလေးကိုမျှဝေပေးနေလဲဆိုရင်ဒီဘော်ကဓာတ်ပုံလေးကဘာလဲဆိုရင်ကျွန်တော်တို့လေဆိပ်ဒီမှာ check in ဝင်ပြီးလို့ရှိရင် immigration နဲ့ရောက်တဲ့အခါမှာကိုကဘယ်ဂိတ်မှာလေရင်သွားစီးရမယ်မှမသိတဲ့သူတွေရောင်းလဲရောင်းလဲဖြစ်နေတဲ့သူတွေအတွက်ကိုကိုလေရင်ဘလို့သွားပြီးစီးရမယ်ဘယ်ဂိတ်မှာလေရင်ကိုသွားဆောင်ရမယ်ဆိုတာသိအောင်လို့ဒါ monitor မှာ ကြည့်တဲ့နည်းလေးဖြစ်ပါတယ်လူတိုင်းလူတိုင်းမှာပေါ့နော်လေရင်ကွင်းမှာချက်ကင်ဝင်ပြီဆိုလို့ရှိရင်ဒေရင်လက်မှတ်ဖြတ်ပိုင်းလိုအသေးလေးလူတိုင်းမှာရပါတယ်เนาะအဲ့ဒီမှာဘာပါမလဲဆိုရင်ထိုင်ကုန်နံပါတ်ပါမယ်ဂိတ်နံပါတ်ပါမယ်เนาะနောက်ပြီးလို့ရှိရင်လေရင်ဘိုးရင်တိုင်းလေရင်မထွက်ခင်မှာအဲ့ဒီဂိတ်ကိုရောက်အောင်သွားရမယ်အချိန်ကြီးအားလုံးပါပါတယ်အဲ့တော့ဒီမှာ तू ကခေါင်းစဉ်6ခုနဲ့ပြထားတယ်เนาะပထမဆုံးနံပါတ်1မှာကျတော့လေရင်ချင်းเนาะကျွန်တော်မြန်မာလိုရေးပေးထားတယ်เนาะမြားလေးနဲ့လေရင်ချင်းပါမယ်နံပါတ်2မှာကျတော့မိမိသွားမဲ့နိုင်ငံရဲ့လေဆိပ်ကို तू ရေးပေးထားတယ် เนาะနံပါတ်3မှာဆိုရင်ဒါ flight လို့ခေါင်းစဉ်နဲ့လေယာဉ်နံပါတ်ပေါ့เนาะပြီးရင်နံပါတ်4မှာဆိုလို့ရှိရင်ဘာလဲဆိုရင်ဒါမိမိလေယာဉ်စီးမဲ့အဆောက်အဦးရဲ့နံပါတ်ပေါ့ဥပမာကိုစီးကိုစီးမဲ့လေစိတ်ကအဆောက်အဦး၄ခုရှိရဆိုရင် terminal က1 2 3 4ဆိုပြီးပြမှာဖြစ်ပါတယ်အဲ့တော့နံပါတ်5မှာကျတော့လေရင်စီးရမယ့် gain နံပါတ်ကိုရေးထားတာဖြစ်ပါတယ်။နံပါတ်6မှာကျတော့ तू က update သတင်းတွေ remap ပေါ့နော်မှတ်ချက်ပေါ့ update သတင်းတွေဟိုအပြောင်းလဲရှိတာတွေအကုန်လုံးအဲ့ remap ဆိုတဲ့အကွက်ထဲမှာเนาะ gate ဖွင့်တာမဖွင့်တာတွေ gate ပြောင်းတာမပြောင်းတာတွေကို သူကအဲ့ remix ဆိုတဲ့အကွက်မှာပြပေးတာဖြစ်ပါတယ်ဆိုပါစို့ကိုစီးရမယ့်လေယာဉ်နံပါတ်ကကိုကြည့်တော့ကတော့ဂိတ်နံပါတ်1လို့ပြနေမယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်လေယာဉ်ကဂိတ်နံပါတ်ပြောင်းဆိုင်မယ်ဆိုရင်အဲ့ဒီ remix အကွက်ထဲမှာအဲ့ဂိတ်နံပါတ်1သမားများဒီဂိတ်နံပါတ်2ကိုသွားပါဆိုပြီးတော့သူကအဲ့လိုမျိုး remix လေးတွေမှတ်ချက်လေးရေးပေးထားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ရှင်းပြချင်တာကနော်အဲ့ဒီကျွန်တော်ပြတ်ထားတဲ့ဓာတ်ပုံရဲ့ဒုတိယအကွက်ကိုကြည့်ပါ1200လို့ရေးထားတယ်နော်အဲ့ဒီ1200ဆိုတာကသူကလေယာဉ်ချိန်ကိုပြောတာဖြစ်ပါတယ်နော် နေ့လယ်12နာရီ လီရင်ချင်းဖြစ်ပါတယ်သူသွားမယ်အနောက်မှာကြည်လိုက်အဲ့12နိုင်ရဲ့အနောက်မှာနော်လီရင်ရဲ့ပုံလေးတင်ဂီတလေးသူတို့ airline ရဲ့အမှတ်တံဆိပ်တင်ဂီတလေးပါတယ်ပြီးအဲ့ airline အမှတ်တံဆိပ်တင်ဂီတရဲ့အနောက်မှာ daily လို့ရေးထားရအောင်နော် DILI ဆိုတော့ daily ဖြစ်မယ်နော်အဲ့ daily လေးစိတ်ကိုသွားမှာဖြစ်ပါတယ်နေ့လေ12နိုင်မှာထွက်မဲ့လီရင်ကသူ့ရဲ့ flight number က HG 998လို့ရေးပေးထားတယ်နော်အဲ့ HG နည်းနည်း8ဆိုတဲ့နောက်မှာ4လို့ရေးပေးထားတွေ့လား အဲအဲ့ဒါတာမီနယ်ကိုပြောပါတယ်ကိုကအဆောက်အဦးနံပါတ်၄မှာအဲ့လင်ရင်ကသွားစီးရမှာဖြစ်ပါတယ်အဲ့တော့ဂိတ်က G8 မှာစီးရမှာပါဒါပေမဲ့ तू ကဂိတ်အပြောင်းလဲရှိတဲ့အချိန်မှာအမှအနောက်မှာတွေ့လာ remix ဆိုတဲ့အကွက်ထဲမှာနော် go to gate C21 လို့ပြောထားပါဗျ။သူ့ရဲ့လေယာဉ်ကိုတတ်မှတ်ပေးထားတဲ့ဂိတ်ကတော့ပထမက G8 မှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့အပြောင်းလဲကြောင်းလေယာဉ်က C21 မှာပြောင်းပြီးတော့စိုက်မှာဖြစ်တဲ့အတွက် C21 မှာပြောင်းစီးရမှာဖြစ်တဲ့အတွက် Go to Gate C21 ဆိုပြီးတော့ရေးပေးထားပါတယ်။အဲ့တော့ကိုကရှားမှလွယ်လွယ်လေးပဲကိုရဲ့လေယာဉ်လမ်းမဖြတ်ပိုင်းကိုကြည့်လိုက်။ကိုရဲ့လေယာဉ်လမ်းမှာဥမာ Scoot Airline ဆိုရင် TR610 လို့နော်။ Air Asia ဆိုလို့ရှိရင်လေယာဉ်နံပါတ်က FD356 တို့เนาะ MAI ဆိုလို့ရှိရင်လည်း AM332 တို့လေယာဉ်နံပါတ်တွေကိုစီကိုစီပါတယ်လေယာဉ်တွေမှာအဲ့တော့အရင်ဆုံးကိုကကြည့်ရမှာကဘာကိုကြည့်ရမလဲဆိုရင်ကိုရဲ့လေယာဉ်ဖြတ်ပိုင်းလေးမှာလေယာဉ်ထွက်မဲ့အချိန်ကဆိုပါစို့15နာရီလို့ရေးထားတယ်ဆိုရင်ညနေ3နာရီလို့ပြောတာဖြစ်ပါတယ်เนาะအဲ့တော့ကိုရဲ့လေယာဉ်က15နာရီလို့ပြနေဆိုလို့ရှိရင်အဲ့ဒီမှာသူကအဲ့ဒီ monitor မှာ15နာရီတွေကအများကြီးပြနေမှာပဲလေယာဉ်ကဟုတ်လားညနေ3နာရီအချိန်မှာလေယာဉ်ကတစ်စီးလည်းဖြစ်ရင်ဖြစ်မယ်၅စီးလည်းဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့အဲ့လိုမျိုး လေရင်ချင်းဒီတူနေလို့ရှိရင်ကိုကဘယ်လေရင်မှန်းမသိဘူးဘယ်ကိမ်းမှန်းမသိဘူးဆိုတာမှားမှာဆိုလို့အဲ့ဒီနိုင်ရဲ့နောက်မှာကိုသွားမဲ့နိုင်ငံရဲ့လေစိတ်ပြီးအဲ့ဒီကိုသွားမဲ့နိုင်ငံရဲ့လေစိတ်အနောက်မှာလေရင်နံပါတ်တွေကိုထည့်ရေးပေးထားတာဖြစ်ပါတယ်။ဘာလို့ဆိုတော့အချိန်တူနေပေမဲ့လေရင်မမအောင်လို့ဒီရေးပေးထားတာဖြစ်ပါတယ်။အဲ့တော့ကိုက15နိုင်လေရင်ဆိုလို့ရှိရင်15နိုင်ဆိုတဲ့ဥစ္စာကိုအဲ့ဒီမော်နီတာမှာရှာမော်နီတာမှာရှာလို့15နိုင်တွေ့ပြီဆိုရင်အဲ့ဒီနောက်မှာထပ်ကြည့် ဟလာကိုသားမှာဘန်ကောက်โอเคဘန်ကောက်ဆိုတော့မှန်ပြီဘန်ကောက်ဆိုတော့မှန်ပြီဆိုရင်အဲ့ဒီဘန်ကောက်အနောက်မှာထပ်ကြည့် flight number မှာဆိုပါဆို scoot airline ဆိုရင် TR610 TR710 မှန်လားโอเคမှန်တယ် TR710 မှန်ပြီဆိုရင်အနောက်မှာဆက်ကြည့်လိုက်အနောက်မှာဆက်ကြည့်လိုက်လို့ရှိရင် or TR710 ဒီ terminal 1 gate number ဘလောက်ဘလောက်ဆိုပြီးတော့ပြပေးထားတယ်အဲ့တော့အဲ့ဒီအတိုင်းကိုကိုကရှာပြီးတော့စီးယုံပါပဲเนาะဒါကတော့ကိုကကိုကိုပြီးတော့ သွားခြင်းတဲ့သူတွေတော့ကျွန်တော်မျှဝေပေးထားတာပါတကယ်လို့အဲ့လိုမှမဟုတ်ဘူးအလွယ်လမ်းပဲလိုက်ရှင်နေဆိုရင်တော့လေစိမ့်မှာတွေ့တယ်ကြိုက်တဲ့ဝန်ထမ်းတွေကိုမေးလို့ရတယ်ဝန်ထမ်းတွေကတော့ဖြည့်ပေးမှာပဲဒါပေမဲ့ကိုကလေစိမ့်မှာဘလို့သွားတယ်လာတယ်ဆိုတော့သိအောင်လို့တော့ကိုဒါကိုကကိုစူးစမ်းပြီးလေ့လာတာအကောင်ဆုံးပါပဲအဲ့တော့ကိုကအဲ့လိုမျိုးစူးစမ်းပြီးလေ့လာခြင်းနေဆိုရင်လေရင်ကိုစောပြီးတော့သွားလေရင်ကိုစောပြီးတော့ check in ဝင် check in ဝင်ပြီးတော့ကိုကအထဲမှာကိုကကိုရှာအဲ့ဒါဆိုရင်ဒါ တစ်ခါနှစ်ခါဆိုရင်ကိုလည်းကျွမ်းကျင်သွားလိမ့်မယ်เนาะကျွန်တော်တို့ဆိုလည်းအဲ့လိုပဲလေစိတ်ကိုသွားရင်ဘာကိုကြည့်ပြီးဘလို့သွားရမှန်းမသိဘူး departure arrival တောင်မှ monitor မှာမကြည့်တတ်ဘူးဒါပေမဲ့ကျွန်တော်အခုကျွန်တော်เนาะပုံဝင်လင်းပြောတာเนาะကျွန်တော်ထိုင်းထိုင်းနိုင်ငံနေပြီးတော့ကျွန်တော်ဘယ်နိုင်ငံအောင်မှလေးရင်မစီးဘူးဒါပေမဲ့ကျွန်တော်လေစိတ်ဒီမှာအချက်လက်တွေဘာလို့သိလဲဆိုတော့ကျွန်တော်လိုက်လေးလာရတယ်ဘာလို့ဆိုတော့ကိုယ့်ရဲ့ဧည့်သည်တွေတိုင်အမြင်နဲ့ပတ်တယ်သူတို့တိုင်ပတ်တာဒီဘာတွေကိုတိုင်ပတ်တယ်လဲသူတို့ဒုက္ခရောက်တာဒီဘယ်လိုအချက်လက်တွေကိုဒုက္ခရောက်တယ်လဲအဲ့ဒီဒုက္ခရောက်တဲ့အချက်လက်တွေကိုကျွန်တော်ကိုယ်တိုင်ရှာပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်းအမှန်တိုင်းပြောရင်နိုင်ငံသားကိုအဲ့လိုမျိုးတွေလင်းရင်စီးပြီးတော့နိုင်ငံတကာမသွားဘူးတာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းတိုင်ပတ်တယ်အဲ့တော့ကျွန်တော်ကလေးလာတယ်လိုက်ကြည့်တယ်ဘာလို့ဆိုလာလဲဆိုတာကိုကျွန်တော်လိုက်လေးလာပြီးတော့မှဒါကျွန်တော်လိုမျိုးပဲတိုင်ပတ်မဲ့သူမျိုးတွေတော့ကိုကျွန်တော်သိအောင်လို့ပြန်လဲမျှဝေပြထားတာဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်တို့ဒီပြထားတဲ့တပ်ပုံကတော့ Singapore Changi Airport Terminal 1မှာရှိတဲ့ monitor ကနေပြီးတော့ကျွန်တော်နမူနာပြပေးထားတာပါကျွန်တော်ရှိမှလာတဲ့ဧည့်သည်တွေကလည်း Singapore ကဧည့်သည်တွေများပါတယ်အဲ့တော့ Singapore ကဧည့်သည်တွေတထေးကလိုက်ပို့လို့ Terminal အထက်တဲ့ ရောက်သွားပြီးမှကိုဒေးဗစ်ထွန်းကလေရင်လက်မှတ်ဖြတ်ပြီးတော့ online boarding pass ထုတ်ပေးလိုက်လို့ terminal 1မှာလေရင်ပြောင်းစီးမယ်ဆိုရင်အထဲမှာမကြည့်တတ်မှာဆိုလို့တိုင်ပတ်မှာဆိုလို့ဒီဗီဒီယိုလေးကိုကျွန်တော်မျှဝေပေးထားတာဖြစ်ပါတယ်။ဘယ်နိုင်ငံမှဆိုလေစိတ်ဒီမှာအတူတူပါပဲဒီလိုပုံစံမျိုးသွားတာဖြစ်ပါတယ်။အဲ့တော့အားလုံးကျေးဇူးများကြီးတင်ပါတယ်အစီအမေကြပါသေးကျွန်တော်နာမည်ကတော့ကိုဒေးဗစ်ထွန်းဖြစ်ပါတယ်။ကျွန်တော်ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့အပေါင်း669 642 569 WhatsApp Viber သုံးပါတယ်။ကျွန်တော်ရဲ့ Facebook page ကတော့ကိုဒေးဗစ်ထွန်း Thailand ဝန်ဆောင်မှုထွေတွေဖြစ်ပါတယ်။အဲ့တော့အားလုံးပဲအစီအမေကြပါသေးကျေးဇူးပါ။